မိဘပြည်သူအားလုံးမင်္ဂလာပါကျွန်တော်ကတော့တရားလွတ်တော်ရှင်ဒီဦးအောင်ရဲဆိုဖြစ်ပါတယ်ဒီကနေ့ကတော့ကျွန်တော်တို့ရေကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ကြမဲ့ကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်လောင်းနေနဲ့တို့ရဲ့ကျွန်တော်တို့ဝင်းရံသူတွေတို့ရဲ့တနည်းအားဖြင့်ခေါ်တော့အရက်ခေါ်လို့ဆိုတော့ကျွန်တော်တို့ရေကောက်ပွဲမန်နေဂျာပေါ့အဲဥရေရတော့လွတ်တော်ကိုယ်စားလှယ်လောင်းရဲ့ကိုယ်စားလှယ်ပေါ့နော်အဲ့တော့တို့တွေကျွန်တော်တို့ပြီးခဲ့တဲ့ပိုင်းကပြောခဲ့တဲ့လိုပဲကျွန်တော်တို့ ျွန်တော်တို့ရွေးကောက်ပွဲဝင်ရောက်ရှိပဲနေခင်ချိန်မှာလိုက်နာမဲ့စီမစီကန်နေအကြောင်းကိုပြပြတော့မှာဖြစ်ပါတယ်။အဲအကျဉ်းအကျုံးအပြည့်ပြောရတော့တရားမဲ့ပြုချက်မှုတွေအကြောင်းပြောတာဖြစ်ပါတယ်။ဒီတရားမဲ့ပြုချက်မှုတွေကိုတော်တော်ကိုယ်တည်းရာပဲဖြစ်ဖြစ်အဲသူရဲ့ကျွန်တော်တို့ကိုယ်တည်းရာပဲဖြစ်ဖြစ်သူတို့ရဲ့လူသားလူတရားဖြစ်ဖြစ်ဆောင်ရွက်ခဲ့လို့ရှိရင်တော်တော်ကိုယ်တည်းအရေးချင်းပြည့်ပြမှုတွေဖြစ်ပြီးတော့ကျွန်တော်ရွေးကောက်ခံကိုယ်တည်းဘွားနေပြီကျွန်တော်ရနာချင်းခံရမှာဖြစ်ပါတယ်။အဲ့တော့ အဲဒီအကြောင်းလေးကိုကျွန်တော်တို့ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။နိုင်ငံရေးပါတီရပဲဖြစ်ဖြစ်ကျွန်တော်တို့တော်တော်ကိုယ်စားလှယ်လောင်းအောင်ပဲဖြစ်ဖြစ်အဲဒီရွေးကောက်ပွဲကိုယ်စားလှယ်ရပဲဖြစ်စီတို့ရဲ့တူညီသဘောတူညီချက်နဲ့တို့ကိုယ်တိုင်ပဲဖြစ်ဖြစ်တခြားသူကပဲဖြစ်ဖြစ်ကျွန်တော်တို့ရွေးကောက်ပွဲမှာရပေးလဲရုံပြုလုပ်တာတွေရွေးကောက်မှုဆိုင်ရာအခွင့်အရေးကိုနှောက်ယှက်ပြုတာတွေတခြားသူအယောင်ဆောင်ပြီးဆောင်ရွက်တာတွေမဟုတ်မမှန်ပြောဆိုကြင်ညာတာတွေမဟုတ်မမှန်ဝန်ခံလက်မှတ်ရေးထိုးတာတွေ ြုတ်လို့မရပါဘူး။ဒါမျိုးပြုတ်လို့တယ်ဆိုလို့ရှိရင်တရားမဲ့ပြုကျင့်မှုကိုဆောင်ရွက်ရပြောက်ပြီးတော့ကျွန်တော်တို့တော်ကိုယ်စားလှယ်အရေးချင်းပြန်ပြောင်းมาဖြစ်ပါလေ။ပြီးတော့ကျွန်တော်တို့ main စန္ဒာနဲ့တနေအတွင်းမှာရွက်ောက်ပွဲမှာလွတ်တော်တရက်အတွက်တစ်ချိန်ထက်ပိုပြီးစန္ဒာမဲ့ပေးခြင်းနေဒါမှမဟုတ်ရွက်ောက်ပွဲများကိုတစ်ချိန်တည်းကျင်းပစဉ်တနေထက်ပိုသောမဲစန္ဒာနေများအတွက်စန္ဒာမဲ့ပေးခြင်းနေဆောင်ရွက်လို့မရပါဘူး။ဒါကသဘောတရားပြောရင်တော့ကျွန်တော်တို့လွတ်တော် ကရွေးကောက်ပွဲမှာကျွန်တော်တို့တိုင်းရင်းသားကြီးသို့မဟုတ်တာပြည်နယ်လွတ်တော်ပြည်သူလွတ်တော်အမျိုးသားလွတ်တော်ဆိုပြီးတော့ကျွန်တော်လွတ်တော်၃ရက်အတွက်ကျွန်တော်မဲပေးကြမှာဖြစ်ပါတယ်အဲ့တော့လွတ်တော်၁ရက်အတွက်ကျွန်တော်တို့ဒီမဲယုံမှာလဲမဲပေးတယ်ဟုတ်ပါယုံမဲယုံမှာလဲဒီအတက်မဲပေးဒါမှမဟုတ်ဒီယုံတယုံထဲမှာပဲအဲနှစ်ကြိမ်နှစ်ခါမဲပေးတယ်ဒါမျိုးတွေလုံးလို့မရဘူးလို့ပြောတာဖြစ်ပါတယ်အဲနောက်တစ်ခုကတော့လွတ်တော်ကိုယ်စားလှယ်နဲ့သူတို့ရဲ့ကိုယ်စားလှယ်တွေကရွေးကောက်ပွဲကုန်ကြမ်းစိတ်နဲ့ပတ်သက်ပြီးတော့ တတ်မှတ်ချက်တဲ့မညီညွတ်တဲ့အသုံးစိတ်ဒီအကြခံသုံးဆွဲခြင်းနေလို့လို့မရဘူးဒါမှမဟုတ်ရှင်ဒီလိုမျိုးသုံးဆွဲရင်သဘောတူလို့မရပါဘူးတို့သက်ဆိုင်ရာရောက်ောက်ပွဲကော်မရှင်ကနေပြီးတော့ဝင်ရောက်ရှင်ပြန်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုအဲပြည်သူလွှတ်တော်ဝင်ပြန်မယ်ဆိုရင်အဲညီဝေးမြေမြတုံးလို့ရတယ်အမျိုးသားလွှတ်တော်ဆိုဘလောက်တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ဆိုဘလောက်အဲတော့တိုင်းရင်းသားကြီးရာမျိုးမျိုးစုပေါ်မှာခြေခံပြီးရောက်ောက်ပွဲကော်ပြိုင်နေဆိုရင်ဘယ်လိုသုံးဆွဲရမလဲအဲသက်ဆိုင်ရာကော်မရှင်ကနေပြီးတော့ကျွန်တော်တို့ဥရီနဲ့အညီသတ်မှတ်ပြထမ်းပြီးတော့ ဘာတွေလောက်ရမယ်ရွေးကောက်ပွဲအသုံးစိတ်နဲ့ပတ်သက်ပြီးသတ်မှတ်ထားပြီးဖြစ်ပါတယ်အဲ့တော့သတ်မှတ်ချက်တွေနဲ့မညီညွတ်တဲ့သတ်မှတ်ချက်တွေနဲ့မညီမျှတဲ့အိစတွေကိုဆောင်ရွက်တယ်ဆိုရင်ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်အနေနဲ့အင်ရှင်းပြောင်းရောမှာဖြစ်ပါတယ်အဲ့တော့လွှတ်တော်ကိုယ်စားလှယ်တွေကမဲဆွဲကာလမှာသူတို့ရွေးကောက်ပွဲကုန်ကျစရိတ်တွေရှိပါတယ်အဲ့တော့ရွေးကောက်ပွဲကုန်ကျစရိတ်တွေကိုစင်းတွေကိုရွေးကောက်ပွဲကိုယ်စားလှယ်ကသတ်မှတ်ထားတဲ့အတိုင်းရိမ့်မှတ်ရန်ပြက်ကွက်တယ်ဆိုလို့ရှင်လဲကျွန်တော်တို့တရားမဲ့ပြုကျင့်မှုဆောင်ရွက်တာဖြစ်ပါတယ် နောက်တစ်ခုဒီကျွန်တော်တို့တို့ကိုစားပြုပါတီတွေကိုယ်စားလှယ်တွေကတိုက်တွန်းချက်နဲ့အဲ့တော့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်ဖို့ရောမပါဝင်ဖို့ရောကျွန်တော်တို့ကတို့ကအတွားပေးလို့မရပါဘူးလွတ်တော်ကိုယ်စားလှယ်ဖြစ်ကနေနှုတ်ထွက်ဖို့လည်းဆောင်ရွက်လို့မရဘူးကျေးဇူးတုံ့ပြန်ချက်တွေအနေနဲ့တိုးတယောက်တော်သူကလက်ပေးလက်ယူလက်ခံခြင်းဒါမှမဟုတ်လို့ရှိရင်လက်လာပါလက်ခံရန်သဘောတူခြင်းတွေလည်းဆောင်ရွက်လို့မရပါဘူးပြီးရင်ဆန္ဒပေးရင်မပေးရင်မဲဆန္ဒရှင်တူကိုကျွန်တော်တို့က အဲတွဲဆောင်ဖြာရောက်တဲ့ပုံစံမျိုးတွေဆောင်ရွက်လို့မရဘူးဒီလိုမျိုးဒုသရတော်သူကိုမိမိအတွက်ဒါမှမဟုတ်တခြားသူအတွက်လက်လာပါရရှိရန်လဲဆောင်ရွက်လက်ခံသဘောတူလို့လည်းမရပါဘူးနောက်တစ်ခုကတော့မမေကန်ပြုလုပ်ထားတဲ့ရွေးကောက်ဝယ်ဆိုင်ရာကုန်ကြမ်းငွေစင်းကိုတင်ပြခြင်းတွေဆောင်ရွက်လို့မရဘူးဒီလိုမျိုးရွေးကောက်ဝယ်ဆိုင်ရာကုန်ကြမ်းငွေစင်းကိုမှန်ကန်သည့်ဟုဝန်ခံခြင်းတွေလုပ်လို့မရဘူးတတ်မှတ်ထားတဲ့အတိုင်းတင်သွင်းရင်လည်းပြက်ကွက်လို့မရပါဘူးဆိုလိုတာအဲရွေးကောက်ဝယ်နဲ့ပတ်သက်ပြီးတော့စင်းစင်းစရာတွေလည်းတင်ပြလို့မရဘူး တော်တော်မှန်မှန်ကန်ကန်ဖြည့်သွင်းမယ့်ကိစ္စမှာဖြည့်သွင်းရပြက်ကွက်ခဲ့တာမျိုးတွေလုပ်တယ်ဆိုလို့ရှင်လဲကျွန်တော်တို့ကဒီကိုယ်တိုင်အနေနဲ့ရရှင်းပြရမှာဖြစ်ပါတယ်အဲ့တော့လွတ်တော်ကိုယ်တိုင်တောင်းအနေနဲ့အဲသူတို့ရဲ့အစမ်းတာပြောတဲ့ကိုယ်တိုင်တွေကဒီလွတ်တော်ကိုယ်တိုင်ရဲ့ခွင့်ပြုချက်မဟုတ်နဲ့လွတ်တော်ကိုယ်တိုင်ဖြစ်ရွေးကောက်တင်မြောက်ခံရမှာဖြစ်စေရွေးကောက်တင်မြောက်ခံရတဲ့အတွက်အပိလို့လည်းကြောင်းဖြစ်စေတဲ့အစည်းအဝေးကျင်းပရမှာစာရစာရမြောင်ဝင်ခွင့်ရလည်းကောင်းအခြားနည်းတွေလည်းကောင်းဝေကုန်ကြေးကြခံခြင်းလို့မဟုတ်ကုန်ကြေးစိတ်ကိုခွင့်ပြုခြင်းနဲ့ကျွန်တော်တို့က လို့တော့ကိုယ်စလဲရနေပြီးတော့ရေကောက်ပကုံကြားစိတ်တွေကိုတတ်မှတ်ထားတဲ့စီကန်းနဲ့ဆောင်းတောင်မဖွဲနဲ့တတ်မှတ်တဲ့စီကန်းနေနဲ့မညင်ညွတ်တဲ့ပုံစံမျိုးနဲ့ကျွန်တော်ကုံကြားစိတ်တွေကိုလက်ခံဆောင်ရွက်တာတွေကုံကြားစီခြင်းတွေဆောင်ရွက်လို့မရပါဘူးအနောက်တစ်ခုကတော့ကျွန်တော်တို့ရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပုံနှိပ်သူထုတ်ဝေသူအမည်နေရမှာပါတဲ့ရေကောက်ပွဲနဲ့သက်ဆိုင်တဲ့ဂျင်ညာစာရတဲ့စာရတဲ့ပိုစတာတွေကိုဖြန့်ချီထုတ်ဝေခြင်းနဲ့ဆိုလိုတာကကျွန်တော်တို့ကရေကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ဒီကောက်ခံကိုယ်စားလှယ်တွေအနေနဲ့ တို့ရဲ့စောင်းမုတ်တွေတို့မဲပေးဖို့ဟိုအတွက်စီယုံလုံးစော်တဲ့စာတွေကျွန်တော်တို့ဗေဘုတ်တွေထောင်ကြတဲ့အချိန်မှာအဲ့ဒီမှာသူကပုံနေသူထုတ်ဝေသူတို့ရဲ့အမိတွေကိုနေရက်ဒီကျွန်တော်တို့မဖြစ်မနေပါမှာဖြစ်ပါတယ်ဒါတွေမပါဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီတရားမဲ့ပြုခြင်းမှုဟိုဖောက်ရက်ကျူးလွန်ရရောက်တဲ့အတွက်လွတ်တော်ကိုယ်စားလှယ်အကြီးချင်းပြည့်ရုံးမှာဖြစ်ပါတယ်ဒါတွေကအထူးဒီကိစ္စကအဲတခါတလေမှာလွတ်တော်ကိုယ်စားလှယ်တွေမှာအဖြစ် အမှားအများဆုံး ဖြစ်လိဖြစ်တာရှိတဲ့ကိစ္စဖြစ်ပါတယ်။ဒါဒီကိစ္စပေါ်မှာတော့ဝင်ရောက်ရှင်ပဲမဲ့လွှတ်တော်ကိုယ်တိုင်တွေပြောင်းဝင်သူတို့ဝိုင်းဝန်းကူညီတဲ့နိုင်ငံရေးပါတီဆိုလဲနိုင်ငံရေးပါတီကိုစားပြုလဲပါတီကိုယ်တိုင်တွေတတိပုဂ္ဂလဆိုလဲတတိပုဂ္ဂလကိုဝိုင်းဝန်းကူညီကြတဲ့လူတွေအနေနဲ့မဖြစ်မနေဘယ်လိုဆိုင်ရမယ့်ကိစ္စဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအချက်တစ်ချက်ထဲနဲ့တင်ကျွန်တော်တို့ရဲ့ရွေးကောက်ခံကိုယ်တိုင်တွေကတွတ်တော်ကိုယ်တိုင်တွေအကြီးချင်းပြန်ရုံးသွားနိုင်တာဖြစ်ပါတယ်။အဲတော့ဟိုကိုယ်တိုင်တွေအတွက်မဲဆွယ်စည်းရုံးနဲ့ပန်ဖလက်ဝေတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီပနိုင်းနေ ကြောင်ညာဒီဆောင်းမိတ်တွေလုတ်တဲ့အချိန်မှာရေးသားထုတ်ဝေတဲ့ပုံလေးစာရွက်တစ်စာတန်းနေမှာပုံလေးသူထုတ်ဝေသူရဲ့အမည်ဒါတွေနေရက်တွေမဖြစ်မနေပါဖို့လိုပါတယ်မပါရင်ကျွန်တော်တို့ဒီအချက်နဲ့တင်လွတ်တော်ကိုယ်စားလှယ်အဖြစ်ကနေကျွန်တော်တို့ဖယ်ရှားခံရနိုင်ပါတယ်အဲ့တော့ခုနပြောခဲ့တယ်လို့ပဲဒီပါဝင်တဲ့လူတွေကသူတို့ရဲ့သဘောတူညီချက်တွေနဲ့ဆန္ဒမဲဆန္ဒရှင်ကမဲဆန္ဒပေးတဲ့အချိန်မှာသူရဲ့ စာနာမဲ့လက်မှတ်ဒါမှမဟုတ်လို့ရှိရင် electronic မဲ့ပေးဆက်ကိုတနည်းနည်းနဲ့ဖျက်ဆီးခြင်းဒါမှမဟုတ်ပျက်စီးအောင်ပြုလုပ်ခြင်းသို့မဟုတ်မဲယုံမှအခြားနေရာသို့ယူဆောင်သွားခြင်းနေဆောင်ရွက်မယ်ဆိုလို့ရှိရင်လေကျွန်တော်တို့အဲ့ဒီသက်ဆိုင်ရာလွှတ်တော်ကိုယ်တိုင်ကကျွန်တော်တို့နေချင်းပြောင်းအောင်မှဖြစ်တယ်လို့ဒီလိုမျိုးဆောင်ရွက်ခဲ့တဲ့လူတွေကိုလည်းဥပဒေအရကျွန်တော်တို့ပြင်းပြထန်ထန်အရေးယူခံရမှာဖြစ်ပါတယ်အဲ့တော့ကိုယ်တိုင်ကခိုင်းစီလိုပဲဖြစ်ဖြစ်အဲ့ကိုယ်တိုင်ကိုယ်တိုင်ကခိုင်းစီတိုက်တွန်းချက်တွေကြောင့်ဖြစ်ဖြစ်သူတို့ရဲ့သဘောတူညီချက်တွေကြောင့်ဖြစ်ဖြစ် မဲဆန္ဒရှင်ပြည်သူကကျွန်တော်မဲလက်မှတ်ပဲဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ electronic voter စနစ်နဲ့တွားပြီးတော့ဒီဆက်တွေဒါမှမဟုတ်လို့ရှိရင်ဒီဆက်တွေကိုဖျက်ဆီးတာပဲဖြစ်ဖြစ်ဒီဟာကိုတတ်မှတ်ထားတဲ့မဲရုံကနေပြီးတော့ကျွန်တော်တို့ဟိုပျက်စီးလို့တဲ့ဆန္ဒနဲ့ကျွန်တော်တို့ကတည်သွားပြီယူသွားပြီဖျက်ဆီးရဲဆိုလို့ရှိရင်မဲရုံကနေချားနေအောင်ယူသွားပြီဆိုလို့ရှိရင်ဒါကကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်အနေနဲ့အိမ်ရှင်ပြောင်းလို့မှဖြစ်တယ်ပြီးတော့ဒီဟာကိုဆောင်ရွက်ခဲ့တဲ့မဲဆန္ဒရှင်ပြည်သူဟာလည်းကျွန်တော်တို့ဥရေရ အရေးယူခံမှာဖြစ်ပါတယ်။ဒါကိုသဘောတူညီခဲ့တဲ့လွတ်တော်ကိုယ်စားလှယ်နဲ့ကိုယ်စားလှယ်တွေဒါမှမဟုတ်တခြားသူတွေဟာလည်းကျွန်တော်တို့ဥပဒေနဲ့အဲပြည်ပထန်ထန်အရေးယူနိုင်တဲ့နေရာရှိပါတယ်။ဒါဒါကတော့ကျွန်တော်တို့ယူဆရမယ့်ကိစ္စတွေဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီလွတ်တော်ကိုယ်စားလှယ်ကအဲသဘောတူညီချက်ဒါမှမဟုတ်သူ့ရဲ့ကိုယ်စားလှယ်သဘောတူညီချက်ဖြစ်လွတ်တော်ကိုယ်စားလှယ်တောင်းသူရွေးကောက်တင်မြောက်ခံရရဲ့အတွက်အကူအညီကိုဝန်ထမ်းတို့ဦးထံကရယူခြင်းရယူရင်အပူအပိတ်ကူညီခြင်းဒါမှမဟုတ်ရယူရင်အထောက်အကူတွေဟာကျွန်တော်တို့ ဒီအရေးချင်းပြောင်းရွှေ့มาဖြစ်ပါတယ်ဝန်ထမ်းဆိုတာကကျွန်တော်နိုင်ငံဝန်ထမ်းတွေကိုဟိုရဲ့ဈေးကနေပြမလောမကန်နဲ့ကျွန်တော်တို့ဆောင်ရွက်တဲ့ကိစ္စမျိုးတွေကိုဆိုလိုတာဖြစ်ပါတယ်နောက်ကတော့တွတ်တော့ကိုယ်တည်းလောင်းရေကောက်တပြောက်ခံရရေးအတွက်ကျွန်တော်တို့ကအဲကျွန်တော်တို့ကိုစားပြုမှုရအသုံးဆောင်နေကျွန်တော်တို့တုံးဆွဲကြတဲ့အခါမှာဘာတွေမတုံးရဘူးလဲဆိုတဲ့အခက်ခံတာကိုပြောသွားမှာဖြစ်ပါတယ်အဲ့တော့ဘာသာရေးဆိုင်ရာထိမ့်မှတ် ကိုရေကောက်ဘွဲမှာအသုံးပြုခြင်းဒါမှမဟုတ်လူမျိုးရေးကိုဖြစ်စေကိုယ်ွယ်မှုဘာသာကိုဖြစ်စေတဲ့အကြောင်းပြုပြီးမဲမေးရဲမဲမေးရဒါမှမဟုတ်ကျမဲမဲပေးပဲနေရင်အစီအစဉ်ပြုလျက်တုံ့ပြန်လို့မရပါဘူးတဲ့အဲ့တော့ရေကောက်တမျိုးရေးအတွက်ကျွန်တော်တို့ဘာသာရေးဆိုင်ရာအထိမ့်မှတ်တွေကိုကျွန်တော်ရေကောက်ဘွဲမှာအဲသူသူနဲ့လူကိုယ်ရေးနေနဲ့တုံ့လို့မရဘူးပြောတာနောက်တစ်ခုကတော့ကျွန်တော်တို့ကဘယ်သူဘယ်ဝါကဘယ်အရာကိုကိုယ်ွယ်လို့မဲပေးပါဘယ်သူဘယ်ဝါကတော့ ဘယ်ဘာသာကိုကိုးခွဲတာဖြစ်လို့မဲမပေးကြပါနဲ့ဆိုတဲ့ပုံစံမျိုးနဲ့တို့တို့ကမဲပေးဖို့မဲမပေးဖို့တော့လှုပ်ဆောင်လို့မရပါဘူးတဲ့ဒါမျိုးလှုပ်ဆောင်မယ်ဆိုလို့ချင်လဲကျွန်တော်တို့ကဒီတရားမဲ့ပြုချင်းမှုကိုထောက်ပတ်ကျူးလွန်အောင်ရောက်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီလွတ်တော်ကိုယ်စားလှယ်ဟာကိုယ်စားလှယ်လောင်းဖြစ်ကနေပြီးတော့ကျွန်တော်တို့ကကိုယ်စားလှယ်ဖြစ်လာမှာမဟုတ်ပါဘူးကျွန်တော်တို့ပဲဖြစ်ခံရမှာဖြစ်ပါတယ်နောက်ဆုံးကတော့ကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်တောင်တို့ရွေးကောက်တင်မြောက်ခံရရေးအတွက်ပါတီတစ်ခုကိုပဲဖြစ်စေပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ တို့တို့အကြမ်းဖက်ခြင်းမမမကန်ဆွဆွဲခြင်းရေးသားခြင်းအများပြည်သူစုပူးမှုဖြစ်အောင်ဖန်တီးခြင်းတွေမဆောင်ရွက်ရပါဘူးတဲ့ဒါမျိုးဆောင်ရွက်လာမယ်ဆိုရင်ကျွန်တော်တို့ဒီလွတ်တော်ကုသလေးအရှင်ပြည့်ရွံ့မှာဖြစ်တဲ့ပြင်ကျွန်တော်သက်ဆိုင်ရာဥပဒေတွေအခြားသောဒီကျွန်တော်တို့အထူးဥပဒေဟေးရာသက်ကြီးအရာတွေနဲ့ကျွန်တော်တို့အရေးယူခံနိုင်တဲ့အခြေအနေတွေရှိပါတယ်အဲ့တော့ဒီကုသလေးလောင်းတို့ရေကောက်တင်မြောက်ခံရရေးအတွက်တခြားလူပုဂ္ဂိုလ်တို့ကျွန်တော်အကြံဖတ်မှုတွေဆောင်ရွက်လို့မရဘူးမမမကန်ဆွဆွဲရေးသားရတယ်လို့လို့မရဘူး အများပြည်သူစုဖို့အောင်ကြအောင်လုပ်လို့မရပါဘူးကျွန်တော်တို့ကဒီအချိန်ဒီမှာအကြံဖတ်မှုတွေဖြစ်အောင်အများပြည်သူစုဖို့အောင်ကြအောင်ဆောင်ရွက်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ပါတီစုံထွေထွေဒီမိုကရေစီအထွေထွေရေကောက်ပွဲကျင်းပခြင်းဟာနောက်ဆက်ဟန်တာသူများဥပဒေအရပါကျွန်တော်ဆက်လက်အရေးယူခံမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီအချိန်ဒီမှာဒီဖြစ်စဉ်တစ်ခုမှာပါဝင်တဲ့လူတွေအကောင်လုံးဟာဒီဥပဒေရဲ့ရည်ရထအရေးယူခြင်းတွေခံရနိုင်တဲ့အခြေအနေရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဝင်ရောက် ရှင်ပြိုင်ကြမဲ့လွတ်တော်ကိုယ်စားလှယ်နေကျွန်တော်တို့ဒီရုပ်ောက်ပွဲမှာပါဝင်ဆောင်ကြမဲ့နိုင်ငံရေးပါတီတွေအဲပါတီကိုဝန်ရံတဲ့သူတွေဒါတွေကကျွန်တော်တို့ကပါတီပါတီကိုဝန်ရံမဲ့သူတွေဟာဒါကျွန်တော်တို့အတူ view ဆိုင်ရမယ့်ကိစ္စတွေဖြစ်ပါတယ်။ဒါကြောင့်မလို့လာမဲ့အထွေထွေရေကောက်ပွဲမှာပါဝင်ရှင်ကြံကြမဲ့တတိပုဂ္ဂလငါဆလို့ကျွန်တော်တို့နိုင်ငံရေးပါတီတစ်ခုခုကိုကိုးစားပြုတဲ့လွတ်တော်ကိုယ်စားလှယ်တွေအပါအဝင်လက်ဆန္ဒရှင်ပြည်သူတွေနေနဲ့ဒီဇဲဥတွေတွေကိုလိုက်နာပြီးတော့ ထူထူရေကောက်ဝဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးကိုဝိုင်းဝန်းဆောင်ရွက်ကြရတဲ့ထူထူရေကောက်ဝဲကြီးအောင်မြင်ပါစေလို့ဆန္ဒပြုရင်းဒီမှာနေကုန်းချက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်